အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ breaking news ပေါ့နော် breaking news ကတော့ကျွန်တော် Manchester နောက်တစ်ဖက်ပေါ့ဒါမနက်ကတော့ Manchester United တင်းတင်းအခုလည်းရှိမှာ Manchester City တင်းတင်းပေါ့နော် မန်ချက်စတာစီးတီးရဲ့တရား35မှုပြစ်ဒဏ်အနေနဲ့ပတ်သက်ပြီးတော့ဒီလဒီလအတွင်းမှာအောက်တိုဘာလအတွင်းမှာဒါမျိုးဒါအစောဆုံးဒါကျွန်တော်နိုဘောနောက်ကြဆုံးနိုဘောမာလဒုတိယပတ်လောက်မှာသိရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ဘုနော်အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဘာဒီဘလူးဖြစ်နေလဲဘာဒီဘလူးဖြစ်နေနည်းနည်းလေးကျွန်တော်နည်းနည်းလေးဒါ retry ပြန်လုပ်လိုက်အဲ့တော့တီးကြရမယ့် CD အသင်းတွေနဲ့အခုလက်ရှိမှာဒါ total 135မှုနဲ့ပတ်သက်ပြီးဒါကျွန်တော်ဒီလူမှု case ဖြစ်နေကြပြီတကယ်တမ်းပြောမှ132မှုအတိအကျလို့ပြောလို့ရတယ်135လူမှုလို့ပဲလူသိထားရတယ်မှာပါအဲ့တော့ဒီ 135မှုမှာလက်ရှိမှာဒါကျွန်တော်တို့ CD ဘက်က100% confidence ရှိတယ်။သူတို့เนี่ยတမှုတော်မဟုတ်ဘဲနဲ့ gwin လုံးจุကို100%လွတ်မယ်လို့ CD ဘက်ကနေပြီး100%ဒါကျွန်တော်တို့သွားရတယ်မှာပါတယ်။တစ်ဖက်ကလက်ရှိမှာ Premier League ရဲ့ဒါကျွန်တော်အဖွဲ့ကနေပြီးတော့ CD အသင်းကဒါကျွန်တော် ပြစ်မှုမြောက်မယ်လို့သူတို့ဘက်ကလည်းယုံကြည်နေပြီးတော့ဒါ Premier League ဘက်ကနေပြီးတော့ဒါကျွန်တော်လက်ရှိမှာ Manchester City အသင်းက ပြစ်ဒဏ်ကြဖို့အတွက်လဲဒါကျွန်တော်တို့ဘက်ကစီစဉ်နေရတဲ့ဆွေးတရင်ထွက်လာခဲ့တယ်။ဒါပေမဲ့ဒီကနေ့ပတ်သက်ပြီးအဓိကဆုံးဖြတ်ချက်ချမှာဒါကျွန်တော်အာကစားခုံရုံးဘက်ကဖြစ်ပြီးတော့ခုံရုံးနေတဲ့ဒီလအတွင်းမှာတော့ဒါ CD နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့အပြည့်တစ်ခုထွက်သွားမယ်ဆိုတဲ့တရင်ထွက်လာခဲ့တယ်။နောက်ကြဆုံးလာမယ့်လဒါကျွန်တော်အဲ့တော့အကဲဒါတို့တို့နေတဲ့တတ်မှတ်ခဲ့ပြီးဆိုရင်တော့မှဒါကျွန်တော်ချက်ချင်းဆိုလို့ဒါကျွန်တော် impact ဝင်သွားမလား။ဒါမှမဟုတ်လာမယ့်ရာသီမှာပဲ impact ဝင်သွားမလားဆိုတော့ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါ။အဲ့တော့ဒါလေးကိုနည်းနည်းလေး detail ပြောအောင်။အဲ့တော့ CD တဲ့အခုလက်ရှိမှာဒါကျွန်တော် main accusation တွေကိုပြန်ပြောအောင်။ main accusation ကဒါကျွန်တော်တို့ force of information about their revenue and sponsorship တွေပေါ့နော်လက်ရှိမှာဒါ City အသစ်နဲ့ဒါကျွန်တော်တို့ Premier League ကိုဒါကျွန်တော်တို့သူတို့ရဲ့ဒါဝင်ငွေနဲ့ဒါကျွန်တော်တို့ထွက်ငွေစည်ရင်းကိုဒါကျွန်တော်တိတိကျကျမချပြမှုတွေသူတို့ sponsor ရှီကနေပြီးတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ပေါ့နော် အဲကျွန်တော်တို့အဲတို့စပွန်ဆာစီကနေရတဲ့ဒါငွေအမောင့်ကိုအတိအကျမချပြမှုတွေကဒါအဲ့ဒီနှစ်ခုကတခုပြီးတော့ don't didn't fully disclose payment to players and manager ပြီးတော့ဒါကကစားသမားတွေနဲ့ဒါကျွန်တော် manager တွေကိုဒါကျွန်တော်တို့ bonus payment နေဒါကျွန်တော် payment အပြည့်အဝဒါကျွန်တော် နံပါတ်တွေကိုအဓိကမချပြနိုင်တာတခုရဲ့ဒါ broke UEFA financial fair play and PSR ကိုအဓိကဟုတ်နာပေါ်တော့ကျွန်တော်ပြောခဲ့သေး PSR နဲ့ FFP ကိုလက်လုံးကြလောက်တာတွေရဲ့ဒီနေ့ corporate with lead investigation for several years ဒါကျွန်တော်လက်ရှိမှာ premier league ဘက်ကနေသူတို့ကိုတောင်းခံလာတဲ့ဒါတော့တတိတတ္တကာတွေကိုဒါကျွန်တော်လက်ရှိမပြခဲ့တဲ့နှစ်ပေါင်းများစွာမပြခဲ့တဲ့အမှုတွေရဲ့ဆိုပြီးအဲ့တော့အဓိကတော့ကျွန်တော်ဒါ2009ကနေ2018ထိသွားတဲ့ဒါ9နှစ်တာကာလဖြစ်ပြနေတဲ့ကိစ္စပေါ့နော်အဲ့တော့ ဒီနေရာမှာဒါကျွန်တော်နည်းနည်းလေးနည်းနည်းဒီ detail ပြောအောင်အဲ့တော့ဒါကျွန်တော် first information about the revenue and ဒါကျွန်တော် sponsorship deal ဆိုတော့ဘာကိုပြောတာလဲစီးရီးသင်းเนี่ยအခုလက်ရှိမှာဒါကျွန်တော်တို့ PSR ကဒါကျွန်တော်သတ်မှတ်ထားတဲ့စီးမြန်စီကန်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါ အကုန်လုံးတီးကြတဲ့အတိုင်းမှာဆိုရင်နည်းနည်းအပေါ်မြင်နိုင်မှာခေါင်းမလွတ်ဘူးအဲ့တော့ဒါကျွန်တော်လက်ရှိတီးကြတဲ့အတိုင်းမှာ PSN FFP ရဲ့ဒါကျွန်တော် rule ထဲမှာ APD rule ဆိုရှိတယ်ဒါအရင်တော့ Premier League မှာ APD rule ကအဲ့လောက်ထိမပြင်းထန်ပေမဲ့ APD rule ကိုဒါကျွန်တော်မှတ်မဲ့ရတာကျွန်တော်အာ Premier League ဘက်ကသတ်မှတ်ခဲ့တာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုပိုင်တဲ့ company အနေနဲ့ကိုအသင်းမှာ sponsorship ပြန်ပေးလို့မရဘူးဒါကျွန်တော်တီးလောက်အရင်တော့ကဒါကျွန်တော်ဒါနည်းနည်းလေး ဟိုလွတ်ပေးထားသေးတယ်ဘယ်လိုမျိုးလဲဆိုတော့ဒါကျွန်တော်တို့ခမည်းကကုမ္ပဏီတစ်ခုမှာ20နဲ့30ရာခိုင်နှုန်းလောက်ပိုင်တယ်ဆိုရင်အဲ့ဒီကုမ္ပဏီနဲ့ဆပ်ပွန်ဆာပေးလို့ရတယ်အဲ့တော့တဖြည်းဖြည်းပရီးမီယာလိကျက်လာတာခုနောက်ဆုံးဒါကျွန်တော်တိလောက်က100ရာခိုင်နှုန်းဖြစ်သွားတယ်ခမည်းကအဲ့ဒီကုမ္ပဏီမှာ100ရာခိုင်နှုန်းနဲ့အထက်ဒါကျွန်တော်100ရာပိုင်တယ်ဆိုရင်ကိုယ့်ကုမ္ပဏီနေနဲ့ကိုယ့် ကိုယ့်ရဲ့အသင်းကိုစပွန်ဆာပေးပိုင်လို့ရှိအရင်တော့ဒါကျွန်တော်ခမရကကိုယ့်ရဲ့ကုမ္ပဏီနေတဲ့တတိယ30ရာခိုင်နှုန်းနဲ့အထက်ပိုင်းတယ်ဆိုပေးလို့မရဘူး30ရာခိုင်နှုန်းမှာအဲ့ကုမ္ပဏီမှာရာ share က30ရာခိုင်နှုန်းအောက်ပါတယ်ဆိုရင်ခမရကကိုယ့်ကုမ္ပဏီနဲ့ကိုယ့်ကိုယ့်အသင်းကိုစပွန်ဆာပြန်ပေးလို့ရတယ်ပဲ CD အသင်းကအဲ့ထက်နည်းနည်းလေးပူဆိုးတယ်သူသွားထားတဲ့ပုံစံနဲ့အဲ့တော့မမေရရတာကျွန်တော် CD အသင်းရဲ့စပွန်ဆာပေးထားတယ်ဆိုတဲ့ကုမ္ပဏီတချို့ကိုတော့ကျွန်တော် Premier League ဘက်ကဝင်စည်းလိုက်တဲ့အချိန်မှာတချို့ကုမ္ပဏီတွေဆိုရင်ဒါကျွန်တော်တို့ laptop နေတာကျွန်တော်တို့ ဟိုခုံလေးတစ်လုံးပဲရှိပြီအဲ့ဒီကုမ္ပဏီက CD တင်ကပေးမှတ်73သန်းလို့14သန်းလို့တတတနေ့တနေ့ကိုရနေတာတွေ့ရမယ်အဲ့တော့ပြောချင်တာအဲ့ကုမ္ပဏီက Shell ကုမ္ပဏီလို့ခေါ်တယ်ဘောနတကယ်မရှိဘဲနဲ့ခုနကပြောအဲ့ဒီကုမ္ပဏီပုံစံမျိုးထောင်ထားခဲ့ပြီးတော့ဒါကျွန်တော်တကယ် CD အတင်းရတာပိုင်ရှင်တွေဖြစ်တဲ့ main ကုမ္ပဏီကနေအဲ့ Shell ကုမ္ပဏီတွေပတ်စံလွှဲတယ်အဲ့ Shell ကုမ္ပဏီကနေပြောတာ CD တင်ကိုပတ်စံပြန်ပြီးတော့ကျွန်တော်တို့ဒါ sponsor ပြန်ပေးတယ်ဆိုတဲ့ပုံစံမျိုးကို Premier League ဘက်ကအဓိကဆွဆွဲထားတယ်ဒါ Premier League ဘက်ကဒါနဲ့ပတ်သက်ပြီးတက်သေးကတော်တော်လေးကို strong ဖြစ်တယ်လို့ပြောသူတို့ကိုယ်တိုင်ကကျွန်တော်တို့ဒါ British ရဲ့တပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဒါအဲ့လိုမျိုးဝင်စည်းခဲ့တာတွေရှိ ခဲ့ပြီ total အားလုံးပေါင်း6ခုနဲ့9ခု sponsorship တွေကိုအဲ့လိုကွန်ပျူတာတစ်လုံး laptop တစ်လုံးကကျွန်တော်တို့ခုံတစ်လုံးနဲ့တွေ့ခဲ့တဲ့ movement တွေရှိတယ်ဆို Premier League ဘက်ကဒါနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြောထားခဲ့တာကိုတွေ့ရမယ်။ပြီးနောက်တစ်ခုကခုနက force revenue ဒါခုနကပြော sponsorship ရဲ့ number တွေဝင်လာတဲ့အပြင်ကို CD အသစ်နဲ့ PSR ရော FFP တို့အရင်ကတော့အဲ့လောက်မချက်တဲ့အချိန်မှာဒါကျွန်တော်တို့ final season ဆီကနေအရန်ထိမှဆိုတဲ့ကြောင့်သူတို့ရဲ့ number တွေကိုဖောင်းပွားအောင်လုပ်ထားခဲ့တာရှိတယ်။ဟိုမဲ့သူတို့အနေနဲ့လာလက်ရှိမှာတစ်နှစ်ကိုတန်150ဝင်တော့တန်220ဝင်နေဆို90တော့တင်ထားတဲ့ပုံစံမျိုးတွေရှိတယ်။ပြီးခုနကပြောသူတို့ရဲ့ဝင်ငွေကိုပဲပြင်ထားတာမဟုတ်ပဲ ယ်သူတို့ထွက်ငွေမှာသူတို့ကျင့်နိုင်တယ်များကျင့်အောင်လုပ်ထားခဲ့တယ်ပြောချင်တာကဟိုနပေါ်တယ်ဒါ၃နှစ်ပေါင်းချင်းရဲ့105တန်းကိုဒါမကြော့အောင်ဒါစီးဒီဘက်ကနေအကြီးကျယ်ကစားထားတဲ့ပုံစံမျိုးတွေရှိတယ်ဒီနေရာမှာဒါကဒါကျော် Premier League ကဆွဆွဲခြင်းမို့နော်ဒါကျော် allegedly accusation လို့ပြောလို့ရတယ်ဒီနေရာမှာဒါ Premier League ကအဓိကဆွဆွဲထားတယ်အ Premier League နေဒီနေရာအောက်ကအောက်ဆုံးကစာတမ်းနဲ့သွားသွားပြီးသွားတယ်ပေါ့နော် don't cooperate with league investigation for several years ဆိုတဲ့ဥစားသွားစင်တယ်အဲ့ဒါကခုန Premier League နေဒီလိုမျိုး တက်သေးတာတကားတွေကိုသူ့အနေနဲ့တွေ့တဲ့အချိန်မှာမင်းတို့ဘက်ကဖြည့်ရှင်းမှုတွေငါတို့ပေးစမ်းဆိုပြီးတော့ဒါဆာရဲစာတန်းတွေတောင်းနေအဲ့2009 2018အထိတက်စီတီဘက်ကနေဒါကျွန်တော်တို့ဒါ revenue stream တွေအတိအကျ audit ဝင်ဖို့အတွက်ဒါကျွန်တော်နံပါတ်ဆာရဲတွေစီတီဘက်ကရှင်းလိုက်ဆာရဲတွေလုံးဝမပေးဘူးလုံးဝပဲဒါပေမဲ့ဘယ်ချိန်မှထားပြီးလဲဆိုအခုလက်ရှိတရားရင်ဆိုင်တဲ့အချိန်မှာ CD အသင်းမှာငါတို့မှဒီစာရေးအပြည့်အစုံရှိတယ်ဒီစာရေးတွေနဲ့ပတ်သက်ပြီးဒါနှစ်လိုက်ဒါလက်ရှိမှာငါတို့ဝင်ထားတဲ့ဝင်ငွေကိုလက်ရှိမှာငါတို့ရတဲ့ sponsorship တွေကိုပြန်ပေါင်းကြည့်လိုက်ဆိုဒီလက်ရှိမှာ မင်းတို့မြင်နေရတဲ့ number asset ဆိုတဲ့ပုံစံမျိုးနဲ့ဒါခုံရုံတင်ထားခဲ့တယ်ပြောချင်တာဗျာခုနကပေါ့ကျွန်တော်ငွေတော့ကျွန်တော်တစ်ခေါက်ပြောမှုပါတယ်စာမှုဆိုကျွန်တော်တို့ဒါငွေတော့အကြောင်းမာတုံးကလူပဲဒါကျွန်တော်တို့စာမလုပ်လူပုံစံမျိုးပေါ့နော်ခင်ဗျအင်စာလုပ်ဖို့မေးလာဆိုဆရာမခင်ဗျပြောတယ်စာအင်စာလုပ်ဖို့မေးလာမို့ဆရာမခင်ဗျဒါဆိုဆရာမအင်စာလုပ်ခိုင်းလိုက်တယ်ခင်ဗျနောက်နေ့ကျတော့ခင်ဗျအင်စာလုပ်ဖို့အမှန်တိုင်းပြောလုပ်လာလားမလုပ်လားဆရာမမသိဘူးခင်ဗျဘာဖြစ်လဲစာအုပ်ကြံခဲ့တယ် အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အဲ့စာအထက်မှာအင်စာလို့လာမလို့လားဆိုတာကာယကရှင်ကိုယ်တိုင်ပဲသိတယ်အဲ့တော့ဒါဆရာမကတော့ဒီကောင်အင်စာမလို့လားလို့စာအုပ်မပါလာဘူးပြတယ်မခွဲတော့ခင်ဗျတကယ်ပဲစာအုပ်မိလာတာလားဒါမှမဟုတ်စာအုပ်ထဲကဒါကုန်းတော့ဘယ်ပဲအင်စာတွေပဲမရှိလို့စာအုပ်ထားခဲ့တယ်ဒါပေမဲ့ဒီနေရာမှာနည်းနည်း Manchester City ဘက်ကနည်းနည်းလေး fishy ဖြစ်တာကခုနကဘာဒါဟာတစ်နှစ်တည်းမဟုတ်ဘူး2009 2018ဒီတစ်ဖက်ကတောင်းနေချင်မလုံးဝမဖြစ်ဘူး မပေးဘူးမပေးဘူးဟိုဘက်ကတောင်းရကျွန်တော်ကဟာမသိပါဘူးကျွန်တော်တို့ကဓာလေးကိုနောက်နေ့ကျရင်ပေးမှာမဟုတ်ဘူးကျွန်တော်ဒါနေရွှေညရွှေပေါ့နော်မပေးတာတော့မဟုတ်ဘူးဒါကျွန်တော်မှဒါကျွန်တော်တို့အေးအောင်အေးငါတို့ဒီစာရိုက်လူတွေဆိုပရီးမီယာလိတောင်းတယ်အောက်ကိုကျွန်တော်ပေးလိုက်မယ်ကျွန်တော်ပို့လိုက်မယ်ဒါနာတစ်ပတ်လောက်ကြာရောနောက်တစ်လလောက်ကြာရောတစ်နှစ်လောက်ကြာအဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့နော်တော့နောက်ဆုံးတစ်ခုက delivery fully close disclose payment to players and many အခုလက်ရှိမှာ Chelsea ဖြစ်နေတဲ့အဖြစ်ပြန်တော်တော်လေးကိုဆယ်အဲ့ဒါကဘာလဲဆိုတော့ကစားသမားတွေကိုလက်ရှိမှာသူတို့အနေနဲ့ချပြတဲ့နံပါတ်နဲ့တကယ်ပေးတဲ့နံပါတ်မတူဘူးဆိုတဲ့ပြဿနာအဲ့တော့ဒါကျွန်တော် City သိနေတဲ့လက်ရှိမှာကျွန်တော် Mancini kick ရဲ့ ယ်ကျွန်တော်သိတော့ပယ်လဂရီနီခက်ကအဓိကဒီလိုကိစ္စမျိုးဖြစ်ခဲ့လို့သိရတယ်မှာပါတယ်မန်ချီနီနဲ့မမေရအဲ့တော့ပရီးမီးယားလိရခဲ့မယ်ဆိုသူ့ကိုဒါဘောနပ်စ်ဘလောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တာမှန်ပေမဲ့ဒါကျွန်တော်လက်ရှိပရီးမီးယားလိမန်ချက်စတာစီးတီးအသင်းနဲ့အဲ့တုန်းကဒါမန်ချက်စတာစီးတီးဘက်ကနေပြီးတော့ဒါမန်ချီနီကိုပရီးမီးယားလိဘောနပ်ကိုသူတို့ရဲ့မန်ချက်စတာစီးတီးအသင်းနေနဲ့မပေးဘဲနဲ့အဘူဒါဘီဘက်ကနေပြီးတော့ဒါကျွန်တော်တတ္တယကုမ္ပဏီနေနဲ့ပေးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ပြီးတော့လက်ရှိမှာမမေရဒါဘလော့တယ်လီတို့ဒါကျွန်တော်လက်ရှိမှာစာဂျီယိုအဂွေရူတို့ဒါစီးတီးအသင်းနေနဲ့ဒါကစားသမားနေရဲ့လာစာဒီတချို့ကိုလေဟိုမှာလက်ရှိမှာဒါကျွန်တော် ေးမရလို့ပြတယ်ကောင်လာစာတပတ်လောက်ကမှ၈တောင်းရတယ်ပဲထားဒါပေမဲ့အပြင်မှာဒီကောင်လာစာတသိန်းခွဲရရင်ကျန်တဲ့9တောင်းကိုဒါ CD ဘက်ကပေးတာမဟုတ်ဘဲနဲ့တတိယကုမ္ပဏီကနေပြီးတော့ပေးနေတဲ့ပုံစံမျိုးတွေတွေ့ရမယ်ပြောချင်တာဗျာခုနကဘောသူတို့အနေနဲ့ဒါခုနကဘောထုတ်ငွေ short ချအောင်ဆိုပြီးဒါကျွန်တော်တို့ ဘုတ်ကရမှာ balance လောက်ချပလိုက်တာပေါ့အဲ့တော့အဓိကအဲ့ဒါပါပဲအပြောချင်တာလက်ရှိမှာဒါနေနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့တို့အနေနဲ့ဒါကျွန်တော်တို့စီမင်းစီကန်နေပြည့်အောင်တို့ဘက်ကဒါအမျိုးမျိုးတောင်းခဲ့တာကိုတွေ့ရမယ်တို့ပေမဲ့တော်ညာလေတကယ်တမ်းနင်လားငါလားဟေးဆိုတဲ့ပုံမှာဒါနှစ်သိနှစ်ဖက်လုံးကတော့ကျွန်တော်ဟိုလိုလိုဒီလိုလိုတွေပဲဆက်လက်ပြီးတွားနေစေဖြစ်တယ်ပေါ့ဒါပေမဲ့ဒီလမှာတော့ဒါနဲ့ပတ်သက်ပြီးအဖြေတစ်ခုခုတွေ့သွားနိုင်မယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေဘယ်လိုဖြစ်လဲကျွန်တော်တို့ဒါဒီလအတွင်တားမှုလာမဲ့လမှာတွေ့ရမယ်တဲ့မှာပါတယ်စီတီဘက်ကတော့အဖြေကလုံးဝရှင်းတယ်တို့ဘက်ကဒီဟာနဲ့ပတ်သက်ပြီးအပြေအဝ solid ဖြစ်ထားတဲ့ လည်းနဲ့သူတို့ဘက်ကဒါပရီးမီယာလိဘက်ကတောင်းဆိုရဲစာရဲတဲ့အဲ့ချိန်တုန်းကမပြီးနိုင်ဘူးအခုလက်ရှိမှာသူတို့မှာအဲ့စာရဲစာတဲ့နေ100%ရှိတယ်အဲ့စာရဲစာတွေအစစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါပရီးမီယာလိခုံရုံးကိုလည်းတင်ပြပြီးသားဖြစ်တယ်အဲ့တော့ပြောချင်တာက စီတီဘက်ကဘယ်လောက်ထိ confidence ရှိလဲဒါလုံးဝဒီအပြစ်ကို135ခုမှတမှုတော်မညှိစေမင်းနဲ့လုံးဝတော့ကျွန်တော်ဝင်းလုံးကျွတ်လုံးမလို့မြင်တယ်ဒါ Premier League ဘက်ကလည်းရှိမှ Manchester City ကဒီဟာနဲ့ပတ်သက်ပြီးသူတို့မှားတယ်လို့လုံးဝအပြစ်ဝယူဆပြီးတော့ City တိတဲ့ဒီဟာနဲ့ပတ်သက်ပြီးအပြစ်ဝပြစ်ဒဏ်ခံယူရမယ်ဆိုတဲ့ဥစ္စာကိုသူတို့ဘက်ကလည်းယုံထဲကြပြီအဲ့တော့နှစ်သိန်းလုံးကဒီဟာနဲ့ပတ်သက်နောက်ဆုံးချိန်နောက်ဆုံးအချိန်ထိဒါကျွန်တော်တိုက်ပွဲဝင်သွားဖို့ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါတယ်ဒါတော့ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ဒီ Voice တို့မှာကျင်းလူစံပေါင်းအကူအညီလို့ရပါတယ်မင်းများ က်တဲ့ကလစ်ဖို့မမေ့ကြမမေ့ကြပါနဲ့ဘုရားများများကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါတယ်ဗျကောင်းမွန်တော့နေဒီတနေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဘုရားများများကလစ်မှာမြန်မြန်နိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကျွန်တော်တောင်းပြီးပါအောင်တေးပါဗျာ